တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ကာလမှာမိမိအတွက်ကြီးမားချက်စစ်တွေရွေးချက်စစ်တွေကိုလောက်ကံပြီးအမြင်သလိုငွေကြေးကောက်မယ်တခါမှမလုပ်ဘူးသေးတဲ့လူတွေလည်းလောက်ကံမယ်လက်ပွင့်မယ်ရပိုင်ခွင့်တွေပြန်ရမယ်လုပ်ငန်းခွင့်ကလူတွေအလုံးစစ်တိုးတက်မယ်စီးပွားရှာသူတွေမှာလက်ပွင့်ကံပွင့်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုကြုံမယ် ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလုကန်ချင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်။ကိုပိုင်ရည်တည်ချက်နဲ့လုကန်ချင်းတို့ရဲ့အနှစ်သာရကောင်းကိုကြုံမယ်။အတတ်ပညာနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကိုလည်းရရှိမှာ ဖြစ်ပါလေ။၂၀နှစ်နေ့အိန်းဒီမှာလက်ကောင်းတဲ့ကံကောင်းတဲ့စီဝါကံတလန်ဖွဲ့နေတဲ့မဟာယဇ်ကျမ်းနဲ့တိုက်တော့မတော်တဆထိခိုင်မှန်တွေကိုတော့အထူးပြုပြီးကူးဆက်ရမယ်။လူရှိရောက်သူခီးသွားတာမပြုတ်ပါနဲ့။အိန်းဒီမှာ အသွာလာနေတိုင်းဂိယုဆက်ရမှာဖြစ်ပါတယ်နောက်ရက်ကုန်တီသွားစရာနေရှိတတ်တယ်နေ့တနင်္ဂနွေနဲ့ညနေ3နာရီတွင်သွားလာဂိယုဆက်ရမယ်23ရက်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းတွေရှိလင့်ကစားအတိုက်ခံတဲ့ဂျုံပြီးမှအလိုပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုဂျုံမယ်24ရက်နေ့မှာရပိုင်ခွင့်နဲ့ပြန်လည်ရရှိမယ်ရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်24ရက်နေ့မှာငွေကြေးကိစ္စပြောဆိုမှုဆင်ပြေမယ်အတိုက်ခံကြတာတိုးတက်မယ်25ရက်နေ့မှာ စီးပွားကံလုပ်ငန်းကံကောင်းမဲ့ရန်တိုက်ခံနေကြတဲ့ဖြတ်သန်းပြီးလူရှိရာစန္ဒကိုပေါ်ထုတ်နိုင်တဲ့ငွေကြေးကံထူးထူးခြားခြားကောင်းတဲ့26ရက်နေ့မှာအတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးတိုးတက်မဲ့သူတမားနဲ့မတူတဲ့ရှုထောင့်နေရာနေလောက်ကန်ကျိုးပေးမဲ့29ရက်နေ့မှာလက်ပွေချင်းကံပွင့်ချင်းရတ်တန့်တဲ့လုပ်တွေလောက်ကန်ရခြင်းနေကြုံမဲ့28ရက်နေ့ကတော့အလုံးစုံကံမြင်မှခြင်းနဲ့ရှင်မန်းချက်စစ်တို့ကိုလက်တွေ့ကောင်းတဲ့ဖော်ရန်အတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တဲ့30ရက်နေ့မှာငွေကြီးလက်လာပတ်ရေးရကံချမဖျားဖျား ကောင်းစွာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပါမယ်။တနင်္လာနေ့ကနေ့ကြာသာပတိနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေနေ့မွေးတဲ့သူတွေကြောင့်စိန်နောက်ရှေ့တိဖြစ်တဲ့တဲ့သောကြံနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်။ဒီကာလအတော်တွင်းမှာရှစ်ခုကိုကနန်းတွေကိုအကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်တယ်။အ내ရောင်အပြာရင်ရောင်နဲ့ပြောင်တို့ကိုသုံးပြီးလို့ရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ဒီကာလအတွင်းမှာနိုဝင်ဘာလ22 24 25 28ရက်နေ့ဒီမှာကောင်းစေးကောင်းလျှော်ပြုရင်အင်ပဒါကောင်းနဲ့နှစ်ဆယ်ရက်ကိုရွေးပြီးတော့ကောင်းစေးမင်္ဂလာ ဆောင်ရွက်ပါဖုံးကန်ကြီးချင်းအကြီးငယ်ဖြစ်ချင်းမြန်မာသောနေသားသို့ရောက်ရှိခြင်းကိုကြုံမယ်ဒီအပြင်နိုဝင်ဘာလ26 29နှစ်ရက်ဆက်တိုက်ဒနာသီဒီနဂတ်စမ်းရှင်နဲ့ဝေကြီးကိစ္စတွေရက်ဒီမှာပြောဆိုလုပ်ခဲ့လက်ဖွင့်ခြင်းကိစ္စဆောင်ရွက်ပါတူတူကြကြကောင်းခြင်းတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်ငါနဲ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရည်ရွယ်ချက်အောင်မြင်မယ်အခက်အခဲလုံးကိုကျော်လွှားနိုင်တယ်ငွေကြေးကံလုပ်ငန်းကံစီးပွားကံတိုးတက်မှုနဲ့အလိုပြည့်စုံမှုတွေအတွက်ကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ကံပေါ်မယ်အမျိုးသမီးမိတ်ဆွေကြီးကဲတူးထံမှာကူညီရမယ်928ထောင်ကမြေတားအလုံးစုံရဲ့ကောင်းခြင်းကံနဲ့ကျိုးပြခြင်းကံတွေရှိမယ်ကိုယ်ပိုင်ယက်တီချက်နဲ့ဘဝတိုးတက်မှုတွေရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကိုရှိမယ် မိမိလိုလားချက်နဲ့ရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ကင်ပြီးတော့တာမန်နဲ့မြင့်တဲ့နေထားနဲ့တွတ်တက်တဲ့ကံတွေကိုပေါ်ထုတ်နိုင်တယ်အထူးတလည်းကောင်းသောနေထားနဲ့တွတ်တက်တဲ့ကံတွေပေါ်ပေါက်ပြီးတော့ဘဝရည်မှန်းချက်အောင်မြင်ခြင်းအလိုဆန္ဒပြည့်စုံခြင်းနဲ့ကံမြင့်မားမှုတွေတစ်ခုပြီးတစ်ခုဖြစ်တည်ကြိုးပေးတဲ့အစင်းမြင့်တဲ့ဘဝတလန်းတွေကိုဖဏိနိုင်တဲ့နေထားကိုရောက်ရှိတယ်၂၀နှစ်နေမှာမတော်တဆထိခိုက်မှန်တွေရောကျူးဆက်ရမယ်အလုံးနေထားနဲ့ဘဝနေထားတွေကောင်းတယ်အဲ့ဒီနေ့မှာ အနောက်ရက်ကိုတည်သွားစရာနေရှိတတ်တဲ့နေကင်းတနိုင်ခွဲတဲ့ညနေ3နိုင်တွင်သွားလာဂယူဆက်ရမှာပါ23ရက်နေ့မှာတော့မိတ်ကောင်းဆွေကောင်းထောက်ကူတွေရမယ်ရတ်တန်တဲ့လုပ်တွေအစဉ်ပြေမဲ့တရဖူရုပ်ပုံပါတဲ့ပစ္စည်းလေးရရင်တော့လက်အမှန်ကောင်းတယ်24ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးကဲတူးထံမှနေကိုယ်ထံကောင်းသောအကျိုးဆက်ရမယ်ဝေးကွာနေတဲ့သူတွေနဲ့လည်းပြန်လည်ဆုံစည်းနိုင်တဲ့ကံရှိတယ်25ရက်နေ့မှာထူးခြားတဲ့ လက်ဆောင်တွေရတဲ့ဂမ်ဘီယာဆန်တဲ့ပစ္စည်းလေးတွေတွေ့တဲ့အဲဒီမှာအိမ်မက်မဲ့ရင်တွေ့ရင်ထရင်ထူးမှန်တတ်တဲ့26ရက်နေ့မှာတော့ငွေကြေးကန်ကောင်းမယ်သီးသန့်နေလို့စိပြင်းထန်နေမယ်အဲဒီမှာတကိုယ်တော်လုတ်တဲ့ကိစ္စတွေကလည်းထူးထူးခြားခြားအောင်မြင်လာနိုင်မယ်29ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းနိုင်နိုင်မယ်ရံပတိပက္ခအလုံးကိုဖြေရှင်းပြီးအစီပြေသောနေထားကိုရောက်ရှိမယ်28ရက်နေ့မှာသူတစ်ပါးနာရေးကိစ္စလိုက်လံကူညီရမယ်ငိုရိုသူတွေကိုတွေ့တတ်တယ်ကူညီပေးရတတ်တယ် 29ရက်နေ့မှာတပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့တုတ်တွေလုတ်ပြီးတော့အောင်မြင်ချိုးပေးခြင်းတွေကိုကြုံမယ်။30ရက်နေ့မှာမထင်မှတ်ထားဘဲနဲ့ကိုဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေအကောင်းဆုံးကျိုးဆက်တွေကိုရမယ်။တပတ်တာကာလအတွင်းမှာတနင်္လာနေ့အသောကြာနေ့ငါးနေ့မွေးသူတွေကောင်းချိုးပေးတယ်။ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တဲ့369ခန်းတွေချိုးပေးတယ်။အပြာရောင်နေရောင်ချက်သွေးရောင်တို့ကိုဝတ်ပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။ဒီတပတ်တာကာလအတွင်းမှာနိုဝင်ဘာလ 22ရက်နေ့24ရက်နေ့28ရက်နေ့တွေမှာခေါင်းစည်းခေါင်းလျှော်ပြုပေးပါထူးခြားစွာကောင်းခြင်းခံတဲ့ကျက်တည်တိုးခြင်းဖုံးကန့်ကြီးခြင်းအကြီးကဲဖြစ်ထွန်းခြင်းတွေကို ကြုံတွေ့နိုင်ပါတယ်ဒီပြင်ဒီကာလအတွင်း26ရက်နေ့29ရက်နေ့2ရက်ဆက်တိုက်ဟာဒနာသိတိနက္ခဆန်းရှင်ခြင်းရဲ့နှစ်သာရကိုကြုံတွေ့နိုင်တဲ့နေထားရှိတယ်ဒီရက်တွင်မှာနိုဝင်ဘာလ 25ရက်နေ့မှာသပင်းပုံသဏ္ဍာန်ပြင်ခြင်းသပင်းညှက်ခြင်းပြုကထူးခြားတဲ့ဟန်သွင်းနဲ့ဥပဒိယုတ်ကိုရရှိနိုင်ကြောင်းတင်ပြလိုပါတယ်။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ။2025နိုဝင်ဘာလ20ရက်နေ့နေ့30ရက်နေ့တော်တွေမှာအပြိုင်ဆိုင်အလုံးကိုကျော်လွှားပြီးထုတ်တယ်မယ်။ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။ရှင်ပြန်မှုအောင်မြင်မယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်။ အပြောင်းလဲတဲ့ဒုတက်မှုကံရှိမယ်ဥတီချက်စစ်ကိုလက်တွေ့ကောင်းထဲဖော်နိုင်တယ်အခက်အခဲမြင်များရှိစေအားလုံးကိုကြော်ပြီးဒုတက်နိုင်တယ်နှစ်ဆယ်နှစ်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့ဒုတက်ခြင်းရှိမယ်သို့တော့မတော်တဆနေကူးဆက်ရမယ်အနောက်ရကုတီသွားစရာနေရှိတဲ့နေခင်တနိုင်ခွဲနဲ့သုံးနိုင်တွင်သွားလာကူးဆက်ရမယ်23ရက်နေ့ကအထုတလည်းကောင်းတဲ့ရက်ဖြစ်ပြီးတော့အလိုပြည့်စုံခြင်းဘဝဒုတက်ခြင်းရဲ့အနှစ်သာရကိုရမယ် 24ရက်နေ့မှာငွေကြေးကန်ကောင်းမယ်မိကောင်းစိတ်ကောင်းထောက်ကူရမယ်ရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်25ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်သူတစ်ပါးကြောင့်ခုရွယ်ချက်တွေနှောင့်နှေးမယ်26ရက်နေ့မှာစိတ်ချမ်းသာမယ်မိကောင်းစိတ်ကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်29ရက်နေ့မှာခီးကိစ္စပြောင်းလဲကိစ္စတွေဆောင်ရွက်ဆင်ပြေမယ်28ရက်နေ့မှာငွေကြေးကန်ကောင်းခြင်းလက်ဖွင့်ခြင်းကိုကြုံမယ်29ရက်နေ့ဟာ ရံများမယ်ပြိုင်များမယ်အနောက်ဆက်တွေနဲ့ထိတိုက်တွေ့မယ်30ရည်နေ့မှာထူးခြားတဲ့ကောင်းခြင်းကံတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလတော်တွင်းမှာတနင်္ဂနွေသောကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံချိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်နိုဝင်ဘာလ22ရက်နေ့24ရက်နေ့25ရက်28ရက် အဲ့ဒီရက်တွေကကောင်းစေမင်္ဂလာရက်ကောင်းတွေဖြစ်တယ်။အဲ့ရက်တွေမှာကောင်းစေကောင်းချွတ်ပြည့်ရင်အကြီးအကဲဖြစ်တယ်။ကောင်းခြင်းကံရှိမယ်ဖုံးကံစေဝါကြီးမမယ်ဆိုရဲယူဆရှိတယ်။ဒီလအတွင်းမှာဒနာသိတိနက္ခတ်စမ်းရှင်တာ၂ရက်စက်တိုက်ပဲ။အဲ့နေ့ရက်က26ရက်29ရက်တွေဖြစ်တယ်။အဲ့နေ့တွေမှာငွေကြေးဆိုင်ရာလက်လာပါဆိုင်ရာကိစ္စတွေအတွက်ဆောင်ရွက်ရင်ထူးခြားတဲ့ကျိုးကျေးဇူးတွေရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။သာသာပတိနေဝေသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရန်တိုက်ခံများမယ်မတော်တဆထိခိုက်မှုတွေဖြစ်တတ်တယ်လူယုံဒုက္ခပေတတ်တယ်မူလစီစဉ်နာနဲ့လက်တွေ့ကွာဟမယ်လံခုလံပြတ်တတိထားပါရင်ကားနဲ့ပတ်သက်တဲ့အန္တရာယ်ဖြစ်တတ်တယ်နောက်တပါးသူကြောင့်မိမိစိတ်ဆန္ဒလိုလားချက်တွေကောင်းတယ်ဖော်တဲ့အခါမှာခက်ခဲခြင်းနှောင့်နှေးသွားခြင်းတွေရှိတတ်တယ် အထူးသဖြင့်မိတ်ဆွေရင်းနေကိုဒုက္ခပေးတဲ့တော့သတိထားရဆက်နေရနေမှာမတော်ဆန်နေကြည့်ဆက်ရမယ်အနောက်ရကုန်တည်သွားစေနေရှိတဲ့တဲ့နေကတနိုင်ခွဲနဲ့သုံးနိုင်အတွင်းမှာသွားလာကြည့်ဆက်မယ်ရံများတဲ့နေ့ပဲ23ရက်နေ့ကတော့ထူးခြားစွာကောင်းခြင်းကံနဲ့ကျိုးပေးခြင်းကံတွေရှိတယ်24ရက်နေ့မှာရပိုင်ခွင့်နဲ့ပြန်ရခြင်းအကျိုးပေးခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်25ရက်နေ့မှာ အလုံးစုံကောင်းခြင်းခံတဲ့တွတ်တဲ့ချင်းတွေရှိတယ်ရာရာဆင်းပြေမယ်26ရက်နေ့မှာအပြန်ဆရာလုံးကိုကြော်ပြီးဘဝတွတ်တဲ့ချင်းနဲ့ကံကောင်းခြင်းကိုကြော်မယ်28ရက်နေ့မှာတော့ရံများမယ်ပြိုင်များမယ်တိုက်ခတ်များမယ်28ရက်နေ့မှာမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရတဲ့တဲ့စိတ်ချမ်းမြေ့သာစရာတွေကြုံမယ်ရာရာဆင်းပြေမယ်29ရက်နေ့မှာခရီးကံကောင်းမယ်လူမျိုးွဲအချိုးပေးမယ်30ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်လည်ရရှိခြင်းနဲ့တိုးတက်ခြင်းကံကြမ္မာတွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာ22ရက်နေ့24ရက်နေ့25ရက်နေ့28ရက်နေ့တွေမှာကောင်းစေမင်္ဂလာရက်ကောင်းနေဖြစ်ပြီးအဲ့ဒီတွေမှာကောင်းစေကောင်းလျှော်ပြုရင်ထူးထူးခြားခြားကောင်းခြင်းကံကြမ္မာတွေကိုရရှိနိုင်ပါတယ်တိုက်တိုက်ဆိုင်ဆိုင်မဲ့ဒီ26 29နှစ်ရက်ဆက်တိုက်တော်မှာဒနာတိတိနက္ခဆန်းရှင်တော်အဲ့ဒီကာလတွေမှာမြင့်မြတ်တဲ့ငွေကြေးကိစ္စလက်လာပါကိစ္စတွေအတွက် ဆောင်ရွက်တဲ့အစီအစဉ်တွေလုပ်ရန်အတွက်လည်းအခါကျရောက်ပါတယ်ဒီတပတ်တော်ကာလအတွင်းကြာသပတေးနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်369ကုက္ကနံနေ့ကျိုးပေးတယ်အနီရောင်အပြာရောင်ပန်းရောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါအနီရောင်ပန်းဝင်လေးတွေဖျားကတ်လူပြီးလောရဆူတောင်းမှာဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တောက်ကြနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့အတောအတွင်းမှာဝေးကြီးကံကောင်းမဲ့လက်ဖွင့်မဲ့လူပြည့်စုံမဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်ကိုယ့်ရဲ့ကံကြမ္မာရဲ့နေထားဘဝအခြေအနေမြန်မာတိုးတက်ခြင်းနဲ့အလိုဆန္ဒပြည့်စုံဆောင်ရွက်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတို့ကိုရရှိမှာဖြစ်ပါလေ22ရက်နေ့မှာလက်ဖွင့်မဲ့လူရပြည့်စုံမဲ့ဘဝတိုးတက်မယ်ဒါပေမဲ့မတော်တဆနေကြူးဆက်ရမယ်အနောက်ရောက်ကုန်တည်သွားစေရန်ရှိတတ်တယ်အဓိကနေ့ တဏ္ဍင်ခွဲတဲ့ညနေ3နိုင်တွင်သတိထား23ရက်နေ့မှာတော့လက်ဖွင့်ကံဖွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေကိုဖဏိနိုင်တဲ့နေထားရှိတယ်24ရက်နေ့မှာရန်တိုက်ခံနေရှင်ပြီးလောက်ရမယ်25ရက်နေ့မြတ်တရားရကံကောင်းမယ်မင်္ဂလာကိစ္စပါဝင်ပတ်သက်ရမယ်စိတ်ချမ်းသာမယ်26ရက်နေ့မှာအပြောင်းလဲတဲ့ခီးကိစ္စအစဉ်ပြေမှုနဲ့တိုးတက်မှုရှိမယ်28ရက်နေ့မှာမထင်မှားဖဲငွေဝင်မယ်လက်ဖွင့်မယ်လုံးသမျှကြာစီသမျှအောင်မြင်မယ်28မှာရန်ပတိပက္ခရဲ့နေထိတ်တိုက်တွေ့မယ် ကိုယ်ပေါ်မှာနှောက်ရက်တဲ့သူတွေနဲ့တွေ့ရတဲ့29ရက်နေ့မှာပေါ်လာတဲ့ခွေရည်တွေကိုလက်တွေ့သုံးချပြီးဘဝတွတ်တက်မှုရနိုင်တယ်30ရက်နေ့မှာလက်ပွင့်ခြင်းကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေကိုဖန်တီးရယူနိုင်တဲ့ကံချင်းတွေနဲ့ဘဝတွတ်တက်မှုတွေရဲ့ကောင်းသောအနှစ်သာရတွေကိုကျုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာကြာသပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျိုးပေးတဲ့တနင်္လာတော့ကြမွေးသူတွေဒုက္ခပေးတဲ့နှစ်သုံးခုခဏနဲ့အကျိုးပေးတဲ့ အဖြူစိမ့်မိခိုးရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ဒီကာလအတွင်းထူးခြားချက်ကတော့ November 22 November 24 25 28ရက်နေ့တွေမှာကောင်းစီကောင်းလျှော်ပြုရဲကျက်တည်မင်္ဂလာရှိတယ်မင်္ဂလာရှိပြီးတော့တိုးတက်မှုဖုံးကန့်စီဝံမြန်မာချင်းတွေရှိမယ်26ရက်နေ့29ရက်နေ့နှစ်ရက်ဆက်တိုက်ကဒနသိတိနက်ခတ်စမ်းရှင်ချင်းကိုကြုံတယ် ထူးခြားစွာငွေကြေးကိစ္စတွေအတွက်ပြောဆိုဆောင်ရွက်ခြင်းတွေလုပ်ကိုင်နိုင်တယ်ဒီတစ်ပတ်အတွင်းမှာစပယ်ပန်းမကြာခဏဖျားလူပေးပါထူးထူးခြားခြားကောင်းခြင်းတွေရှိလာကျေးဇူးတင်ပါတယ်